ဆလန်လီရဲ့အစမှဆိုရင်တော့အမေနဲ့တမီးဖြစ်တဲ့လူစီယာနဲ့ကာလာတို့ဟာကာလာရဲ့ကိုယ်ဝန်ကိုစစ်ဆေးဖို့အတွက်ဇေယုံကိုတွားနေကြတာပါကာလာဟာဇေလိတောက်တာနဲ့လက်မထက်ခင်ကိုယ်ဝန်ရသွားတော့ကိုလူစီယာကစိတ်ဆိုးနေခဲ့ပါရင်ဒါအပြင်သူမရဲ့ရည်စားကလည်းတာဝန်ယူဖို့ဆန္ဒမရှိပါဘူးကာလာဝမ်းနေနေတာကိုမြင်ပြီးတော့လူစီယာကစိတ်ပြတ်နေခဲ့ပေမဲ့အလုံးအစင်ပြေသွားလိမ့်မယ်သူကိုချစ်နေစေပါလို့ပြန်လဲအားပေးခဲ့ပါရင် ီလိုနဲ့သူတို့ဆိုင်ကယ်စီးနေတော့ကာလာကအန်ရှင်လာတဲ့အတွက်အမေဖြစ်သူကိုဆိုင်ကယ်ရက်ခိုင်းခဲ့ပါရင်အန်ဖို့ရက်လိုက်တဲ့အခါမှာတော့ခြုံထဲမှာအလောင်းတွေအများကြီးကိုတွေ့ရတဲ့အတွက်အရန်ကိုအန်အော်တာခဲ့ပါပြီသူတို့အန်အော်တုံလုံးတောက်ခဲ့ပြီးတော့ရေစခန်းကိုတွားပြီးအကြောင်းကြားဖို့ဆုံးဖြတ်ပါရင်ဒီလိုနဲ့နောက်တနေ့ရမှာဆိုရင်တော့ကွာရဲရိုးဆွဲလူဟာဘာတစ်ခုမှတွေ့ရတဲ့ငယ်ရှင်သူကိုနဲ့တွေ့ခဲ့ပါရင်သူတို့ထွက်သွားတဲ့အချိန်မှာ ကွာရဲရူကသူကိုဟာအရင်လူပဲလို့ပြောခဲ့ပါရင်ချက်ချင်းပဲရဲစခန်းရှိမှဆိုတော့ယုံရင်ဆန်ခတ်ဖြစ်နေတာကိုတွေ့ရမှာပါအဲ့ဒါကတော့လူစီယာနဲ့ကာလာတို့ကိုလူဆိုကိုင်းတစ်ခုကနောက်ဆက်နေကြတာဖြစ်ပါရင်ကွာရဲရူကြောင်းဝင်မဲ့လို့တော့သူကိုကအဲ့ဒီလူတွေဟာဂျိုဇာဖို့ဆိုရဲမြို့ကမာဖီးယားရဲ့ညီလေးဖြစ်တဲ့ရိုမန်လို့တတိပေးလိုက်ပြီးတော့ဝင်ပြီးမဆွတ်ဖက်ဖို့ပြောလိုက်ပါရင်ဒါပေမဲ့ကွာရဲရူကတော့နားမထောင်ပဲရန်ပွဲကိုဝင်ရောက်ဖြည့်ရှင်ပြီးခဲ့ပါရင် သူကကိုင်းတော်ဝေးကိုဆုတ်ခွာဖို့ပြောပါရီဒါပေမဲ့ရိုမန်ကလက်မခံပဲကွာရဲရိုကိုတိုက်ခိုက်ဖို့ကြိုးစားပါရီသူ့ရဲ့လူတွေကတနားယူပြီးတော့ကွာရဲရိုကိုပြစ်ဖို့လုပ်ပါရီဒါပေမဲ့သူကအဘေးကိုရှောင်လိုက်ပြီးရိုမန်ရဲ့ခေါင်းကိုတနတ်နဲ့ပြစ်ဖို့အတွက်အမိန်ပေးလိုက်တယ်လို့မျိုးအခွင့်အရေးရောက်သွားခဲ့ပါရီတနတ်တန်ကြောင့်ပဲရဲဝေကအများဆုံးထွက်လာပြီးတော့ကွာရဲရိုကိုတနတ်နဲ့ချိန်ကြတဲ့အတွက်အခြေအနေတင်းမာသွားခဲ့ပါပြီးကွာရဲရိုကဘာဖြစ်ခဲ့တာလဲဆိုတာကိုရှင်းပြပြီးတော့သူဟာစစ်တပ်ရဲ့ကပတိန်ဖြစ်တဲ့အကြောင်း ဖော်ပြပါရင်ဒါပေမဲ့ market ဆွဲရဲရရှိကရမီယိုမောင်းဒါကြောင့်လူစီယာက Quarero ဟာသူတို့ကိုလူဆိုးရေးစီကနေကဲတင်ခဲ့တာပါလို့ထောက်ခံပြောဆိုခဲ့ပါရင် Quarero ကသူဟာ Mexican လက်နက်ကင်တပ်ဖွဲ့ရဲ့ Captain ဖြစ်တဲ့အကြောင်းထပ်ပြောပြီးတော့သူ့ရဲ့တစိုက်ကိုပြသခဲ့ပါရင်းတစိုက်ကိုမြင်ပြီးတဲ့နောက် market ကရဆိုးကောင်းလေးကိုလက်နက်ချခိုင်းလိုက်ပြီးသူတို့ကိုဖမ်းဆီးလိုက်ပါရင်းမထွက်ခွာခင်မှာ Quarero က Roman ရဲ့မျက်နှာကိုထိုးလိုက်တဲ့အတွက် ရိုမန်စီမံတန်ရာရသွားခဲ့ပါရင်လူစီယာနဲ့ကာလိုတို့ကသူတို့ကိုကဲတင်ခဲ့တဲ့အတွက်ကွာရဲရိုကိုအရန်ကျေးဇူးတင်နေကြပါရင်လူစီယာဟာသူတို့အလောင်းကိုတွေးခဲ့ပြီးအစီရင်ခံဖို့အတွက်ကြိုးစားခဲ့တဲ့အကြောင်းပြောပြပါရင်ဒါကြောင့်လူစိုးဝေကသူတို့ကိုလိုက်လံနောက်ဆက်တာဖြစ်ပါရင်မကြခင်မှာပဲအထူးတပ်ဖွဲ့ကအလောင်းတွေကိုစစ်ဆီးနေတာတွေ့ရပြီးဒီအယဝီဟာမာဖီးယားကတပ်ပစ်တယ်လို့တန်တရားရှိတဲ့စစ်သားတွေရဲ့အလောင်းတွေဖြစ်နေခဲ့ပါရင်သူတို့ကအလောင်းအလုံးကိုလေးစားစွာမြုပ်နှံပေးပြီးတော့နောက်ဆုံးအတိအမှတ်ပြုကရဝပြုကြပါရင်ကာကွယ်ဝင်ကြီးချုပ်နဲ့ စစ်ဘုံချုပ်မာဆဲလိုတို့ဟာဒီတွေ့ရှိခဲ့တဲ့စစ်သားအလောင်းတွေအကြောင်းဆွေးနွေးဖို့အစည်းအဝေးလုပ်ခဲ့ကြပါရီမာဆဲလိုကသူ့ရဲ့စစ်သားဝေကိုတတ်ခဲ့တဲ့လူတွေအားဖမ်းဆီးဖို့နဲ့သူတို့ရဲ့တည်ဆုံမှုအတွက်အဓိပ္ပာယ်မဲ့မဖြစ်စေဖို့ဆုံးဖြတ်ချက်ချခဲ့ပါရီသူကတာဝန်ရှိတဲ့လူတွေကိုဖမ်းဆီးမယ်လို့ကတိပေးခဲ့ပါရီကွာရဲတို့ရောက်လာတော့ကာကွယ်ရေးဝန်ကြီးကသူ့ကိုနှုတ်ဆက်ခဲ့ပါရီဘာကြောင့်လဲဆိုတော့သူဟာအလုတ်ကိုကောင်းကောင်းလုပ်ခဲ့ပြီးဂျိုဇဖုကိုဖမ်းဆီးဖို့အတွက်မစ်ရှင်ကိုအပြည့်အဝထောက်ခံခဲ့လို့ပဲဖြစ်ပါရီမထွက်ခွာခင်မှာကာကွယ်ရေးဝန်ကြီးကကွာရဲရိုကို သူနဲ့သူနေလဲစားစားဖို့အတွက်ဖိတ်ခေါ်ပါလိမ့်ဒါပေမဲ့ကွာရဲရိုစီမှာသူ့အဖွဲနဲ့အစီအစဉ်ရှိထားပြီးသားဖြစ်လို့ဖိတ်ကြားမှုကိုငင်းဆန်လဲပါလိမ့်ဂျိုဆာဖိုဟာစစ်သားအလောင်းတွေတွေ့ရှိခဲ့တဲ့အကြောင်းတဲ့င်းကိုကြည်နေခဲ့ပါလိမ့်မကြခင်မှာပဲရိုမန်သူ့စီကိုလာခဲ့ပြီးတော့ဂျိုဆာဖိုကအမျိုးသမီးဝင်နဲ့ပြည်တနာဖြစ်တာကြောင့်ရိုမန်ကိုဂျင်းမောင်းလိုက်ပြီးနောက်ဆုံးမှာအထူးတပ်ဖွဲ့ကသူတို့ရှင်းလင်းပြစ်လိုက်တဲ့အလောင်းတွေကိုတွေ့ရှိတွေ့ခဲ့ပါလိမ့်ရိုမန်ကသူ့ရဲ့လက်ရောက်ငယ်သားအက်ဒဝါဒိုကအလောင်းတွေကိုခြုံဖို့အထဲမှာမြုပ်ထားခဲ့တယ်လို့ပြောခဲ့ပါရီ ဂျိုဆဖ်မရူမတ်ကိုပြောတာကသူကာကွယ်ဝင်ကြီးစီဆက်သွယ်ပြီးတော့မက္ကဆီကန်စစ်တပ်ရဲ့အထူးတပ်ဖွဲ့ကပ္ပတိန်ဖြစ်တဲ့ကွာရဲရိုအကြောင်းတရင်ရခဲ့တယ်လို့ပြောပါရီးကွာရဲရိုဟာသူ့ရဲ့အဖေကိုတတ်ခဲ့တဲ့လူပါသူကအထူးတပ်ဖွဲ့ကိုခြေမုံဖို့အတွက်တခုထဲတော်နီလန်ကအတွင်းလူရဲ့အကူအညီနဲ့ပဲဖြစ်တယ်လို့ပြောပြီးတော့ကာကွယ်ဝင်ကြီးနဲ့တွေ့ဆုံဖို့စီစဉ်နေတယ်လို့ပြောပြပါရီးတခြားနေရာမှာဆိုတော့လူစီယာဟာအလောင်းနေတွေ့ရှိပြီးရတော့ထိတ်လန့်နေသေးဖြစ်တဲ့ ကာလကိုပြုစုပေးနေခဲ့ပါရင်ရုတ်တရက်လူတရှုဝင်လာခဲ့ပြီးတော့သူတို့ကိုတိုက်ခိုက်ခဲ့ပါရင်နောက်တနေရာမှာဆိုတော့ကွာရဲရိုရဲ့အထူးတပ်ဖွဲ့ဟာစစ်သားအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုမှာတန်တရာရှိခံရတဲ့အက်ဒွာဒိုကိုဖမ်းဆီးဖို့အတွက်အစီအစဉ်အကြောင်းဆွေးနွေးဖို့စုဝေးနေကြပါရင်ကွာရဲရိုကဂျိုစီဖိုပုံအောင်နေရာကိုတိရဖို့အတွက်အက်ဒွာဒိုကိုဖမ်းဆီးရှင်တယ်လို့ပြောခဲ့ပါရင်သူကအလို့အတွက်အဖွဲ့ကိုခွဲလဲပါရင်သူရဲ့လက်ရလက်ယုံဖြစ်တဲ့တိုရိုဦးဆောင်တဲ့ အဖွဲတစ်ဖွဲကအဲဒွါဒိုရဲ့စားတောက်ဆိုင်မှာအဲ့တဲ့ရောင်းဆောင်ပြီးတော့အဲ့ဒီနေရာကိုလေ့လာကြမှာပါကွာရဲရိုနဲ့အတူရှိတဲ့ကွန်ဘိုနဲ့တမ်တိုဦးဆောင်တဲ့နောက်တစ်ဖွဲကတော့ကွာရဲရိုနဲ့အတူနေမှာပါသူတို့အဖွဲရဲ့အငယ်ဆုံးအဖွဲဝင်ဖြစ်တဲ့ပိုလူးဆိုတဲ့စနိုက်ပါကတော့အဝေးကနေစောင့်ကြည့်မှဖြစ်ပါလိမ့်အတူချုံပြောမယ်ဆိုရင်ပထမအဖွဲကစားတောက်ဆိုင်မှာအီစီထိုင်နေခဲ့ပြီးအဲ့ဒွါဒိုကိုစောင့်ကြည့်နေတော့ကွာရဲရိုနဲ့တခြားအဖွဲကတော့အရက်သားဝေလုံခြုံမှုရှိစေဖို့တေချာစီခဲ့ပါလိမ့်အဲ့ဒီနောက်သူတို့က အဲဒွါဒိုကိုအံ့အားတင်းစီခဲ့ပြီးတော့လူဝိုင်းဟာတယောက်ကိုတယောက်တနတ်နဲ့ချိန်ကြတဲ့အတွက်အချိန်ဤကတင်းမာသွားခဲ့ပါရီကွာရဲရိုဟာပြစ်ခတ်မှုမဖြစ်အောင်အဲဒွါဒိုကိုလက်နက်ချဖို့တောင်းဆိုခဲ့ပါရီလူဆိုးဝေကိုအငိမ့်စာအမှုစစ်စီပို့ဖို့အတွက်အများဆုံးဖမ်းဆီးခဲ့ပါရီရုတ်တရက်ဆိုသလိုပဲအဲဒွါဒိုရဲ့လူတယောက်ကခိုးဝင်လာခဲ့ပြီးတော့ကွာရဲရိုကိုပြစ်ဖို့လုပ်ပါရီဒါပေမဲ့ကယ်တင်ဖို့အတွက်အသင်ရှိနေခဲ့တဲ့ပိုလိုကအဲ့ဒီလူကိုဖယ်ရှားပြစ်လိုက်ပါရီမကြခင်သူတို့ဟာ ်အဲဒွါဒိုနဲ့သူ့ရဖွဲ့ကိုအငင်းစားမူစစ်စီပို့ဆောင်ဖို့တွိတ်ဆုံတဲ့နေရာစီရောက်ရှိခဲ့ပါရင်အလုတ်ပြီးသွားတဲ့အခါမှာကွန်ဘိုကကွာရဲရိုကိုသူ့ရမိသားစုအားတွိတ်ရှင်လို့ထွက်ခွာလို့ရမှာလားလို့မိခဲ့ပါရင်အဲ့ဒီနောက်တမ်ကသူ့အလုံးပို့လို့ရမွေးနေ့ကိုဆင်နွှဲဖို့အားလျက်ယူရန်သဘောတူခဲ့ကြတယ်လို့တတိပေးခဲ့ပါရင်ကွာရီရိုကကာနေမာဆဲလိုကိုသူတို့အက်ဒွားဒိုကိုအောင်မြင်စွာဖန်ဆီးနိုင်ခဲ့တဲ့အကြောင်းအကြောင်းကြားလိုက်ပါရင်ကာနေမာဆဲလိုကအရက်သားဝယ်အတွက်ပြည်တနာမဖြစ်စေဘဲအလုပ်ကိုပြီးမြောက်အောင်လုံဆောင်နိုင်ခဲ့တဲ့အတွက် သူတို့ကိုရှီကျူးခဲ့ပါလိသူကကျူဆာဖို့ကိုဖန်စီဖို့အတွက်ကွာရဲရိုရဲ့အထူးတပ်ဖွဲ့ကိုအကူအညီဖြစ်စေဖို့တောင်းဆိုထားတဲ့အကြောင်းပြောခဲ့ပါလိကွာရဲရိုကဝန်တာအာရဖြစ်ပြီးတော့တိုးဆုံမှုမရှိဘဲကူညီဖို့ကတိပေးခဲ့ပါလိအဲ့ဒီအတော်အတွင်းမှာပဲကျူဆာဖို့ကကွာရဲရိုရဲ့အထူးတပ်ဖွဲ့ကိုခြေမုံဖို့အတွက်အကူအညီရယူရန်အကာအကွယ်ဝင်ကြီးနဲ့တွေ့ဆုံခဲ့ပါလိကျူဆာဖို့ဟာကွာရဲရိုရဲ့တပ်ဖွဲ့အကြောင်းတရင်ရဖို့ကာကွယ်ဝင်ကြီးကိုလက်ထိုးခဲ့တယ်ဆိုတော့ပေါ်လာခဲ့ပါလိ ကကွေးဝန်ကြီးကကွာရဲရိုနဲ့သူ့ရဘောင်းဖော်ရဲ့အကြောင်းအသေးစိတ်အချက်အလက်တွေပါတဲ့ဖုန်းတလုံးကိုပေးရခဲ့ပါရီးထွက်ခွာသွားတဲ့အချိန်မှာကကွေးဝန်ကြီးကအထူးတပ်ဖွဲ့ဟာမနေ့ဖြန်အနားယူမယ်လို့ပြောခဲ့ပါရီးရိုမန်ကကကွေးဝန်ကြီးတစ္ဆာဖောက်မကိုဆွေးနေတဲ့အတွက်အဝေးကနေတွေ့ဆုံမှုကိုဗီဒီယိုရိုက်ကူးခဲ့ပါရီးအဲ့ဒီနောက်သူကဂျိုဆာဖိုးကိုအကြောင်းကြားခဲ့ပြီး ဂျိုဇဖ်ဟာအထူးတပ်ဖွဲ့ကအဲရာဒိုကိုဖမ်းမိသွားပြီလို့ပြောပြီးရိုမန်ကိုသူ့အဖေအတွက်ချက်ချင်းလဲစားရှိဖို့ပြောလဲပါရီတဖက်မှာတော့ကွာရဲရိုနဲ့သူ့ရဲ့ဖွဲ့ဝင်တွေဟာပိုလိုရဲ့မွေးနေ့အတွက်အပန်းဖြေခီးသွားပြီးတော့အချိန်ကောင်းယူဖို့မျှော်လင့်နေကြပါရီကွာရဲရိုကခရီးအတွက်ကားဟောင်းတစီကိုယူတဲ့အခါမှာသူတို့ပြောစရာကောင်းခဲ့ပါရီတမ်က ကားအကြောင်းနောက်ပြောင်ခဲ့ပြီးတော့ကွာရဲရိုကလည်းသူ့ကိုအဖိုးကြီးလို့ပြန်စားပါရီ ခီးမထွက်ခင်သူတို့ကတပ်ပုံရိုက်ကူးကြပါလိမ့်။ဘာကြောင့်လဲဆိုတော့အဖမ်းဖြီခီးကနေပြင်လာတာနဲ့ဂျိုဇဖို့ကိုဖမ်းဆီးဖို့အတွက်မစ်ရှင်ကိုချက်ချင်းစတင်မှဖြစ်လို့ပဲဖြစ်ပါလိမ့်။ကာဟောင်စီးနေရပေမဲ့တချင်းဆိုပြီးတော့ပုံပြင်နေပြောကခီးမှာအပတရားပျော်ရွှင်ခဲ့ကြပါလိမ့်။ဒါပေမဲ့ရုတ်တရက်ဆိုသူတို့ပဲဂျိုဇဖို့ရဲ့လူတွေကသူတို့ကိုတိုက်ခိုက်လာခဲ့ပါလိမ့်။ကွာရဲရိုဟာသူ့ရဲ့ကားကိုရန်သူစီမောင်းနေခဲ့ပြီးတော့သူတို့အလုံးစင်းပြီးရပွဲကိုလည်းစတင်ခဲ့ကြပါလိမ့်။သူတို့ကရန်သူတွေကိုလွယ်လွယ်ကူအနံ့ယူနိုင်ခဲ့ပြီးတော့အသင့်ဖြစ်အောင်သူတို့ရဲ့လမ်းနက်တွေကိုတင်းယူခဲ့ကြပါလိမ့်။ ပြီးတော့ရန်သူတွေထပ်ပြီးပေါ်လာပြန်ပါပြီသူတို့ကလည်းပုံနေခဲ့ကြပြီးတော့ရန်သူကိုတိုက်ခိုက်ဖို့အစဉ်တည်းပြင်ဆင်ကြပါလိသူတို့ကရန်သူအလုံးကိုအနှံ့ယူပြီးတော့ရိုမန်ကလည်းတနတ်ထိမှန်ခဲ့ပါလိကွာရဲရိုကရန်သူ AC ပုံနီးအောင်ကြိုးစားခဲ့ပေမဲ့အတီခံနေရတဲ့ရိုမန်ကလက်ပြမုံးစလုံးပြစ်လိုက်ပါလိကန်ကောင်းစွာနဲ့ပဲပောက်ကွဲမှုကကွာရဲရိုကိုတိုက်ရိုက်မထိခဲ့ပါဘူးအခြေအနေငိမ့်သက်သွားပြန်တော့ကွာရဲရိုဟာတိုက်ခိုက်မှုနောက်ွယ်ကဘတူရှိတယ်ဆိုတာကိုတီးဖို့ရိုမန်ရဲ့ဖုန်းကိုယူခဲ့ပါလိရိုမန်ကသူတို့ထပ်ပြီးလာအောင်မယ်လို့ပြောပြခဲ့ပါလိ ကွာရဲရိုကဂျိုဆဖုန်တို့ရဲ့တီနီယာကိုတိတယ်လို့တိလိုက်ရပြီးစစ်တပ်ထဲမှာတစ္ဆာဖောက်တယောက်ရှိလိမ့်မယ်လို့တန်တရားရှိသွားခဲ့ပါလိမ့်ကွာရဲရိုဟာရန်သူတွေကသူတို့ကိုလိုက်ပြီးတော့တိုက်ခိုက်နေတဲ့အကြောင်းအကြောင်းကြားဖို့ဌာနချုပ်ကသူ့ရဲ့တငယ်ရှင်တွေကိုချက်ချင်းပဲဖုန်းဆက်ပါလိမ့်လုံချုံရဲ့အတွက်သူဟာအနည်းဆုံးစစ်စခန်းစီတွားဖို့အတွက်ဒေါ်တဲ့ကိုတွားရန်ဆုံးဖြတ်ခဲ့ပါလိမ့်မကြခင်မှာပဲဂျိုဆဖုန်နဲ့သူ့ရဲ့လူတွေရောက်လာခဲ့ပါလိမ့်ရိုမန်တီဆုံးသွားတဲ့အကြောင်းတိလိုက်ရပြန်တော့သူ့လုံးဝကိုအံ့အားတင့်သွားခဲ့ပါလိမ့်။ဒါကသူ့ကိုအရန်ဒရာထွက်စီခဲ့ပြီးတော့ ူအဖေရဲ့တည်ဆုံးမှုနဲ့ရိုမန်အတွက်ချက်ချင်းလက်စားရှေ့ရှင်ခဲ့ပါရင်သူကသူ့ရဲ့လူကို Quarero ရဲ့တည်နေရပါတဲ့ဖုန်းအားပေးလိုက်ပါရင်ဒါမှပဲသူတို့ကိုချေရခံနိုင်မှာပါ Quarero နဲ့သူ့ရဲ့တငယ်ချင်းတွေကအနည်းဆုံးစစ်စခန်းကိုတွားနေတော့ရေတောက်ဖို့နဲ့တနတ်တွေကြီးစံထပ်ဖြစ်ဖို့ခဏလောက်ရဲ့နာကြပါရင်စခန်းကဝေးလံပြီးတော့ရန်သူဟာသူတို့ရဲ့နောက်ကိုလိုက်လိမ့်မယ်ဆိုတာသူတို့သိထားကြပါရင်တိုရိုကပူယိုကိုသူ့ရဲ့နိုင်ကိုဘယ်ဖက်လက်ကဝုတ်ကနေညာဖက်ကိုဘာကြောင့်ပြောင်းတတ်တာလဲလို့မိခဲ့ပါရင် ပိုယိုကသူ့မစ်ရှင်ထွက်တဲ့အခါမှာပြစ်မှတ်ကိုပူကောင်းကောင်းချိန်ရွယ်နိုင်ဖို့အတွက်အကူအညီဖြစ်စီတယ်လို့ပြောပြခဲ့ပါရီးမကြခင်မှာပဲကျူဆတ်တူရဲ့လူတွေကိုအနည်းအနားမှတွေ့ရှိခဲ့ရပါရီးကွာရဲရိုကပိုယိုကိုတနတ်တလက်အမြန်ဆုံးပေးလိုက်ပြီးတော့နောက်ထပ်ပြစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါရီးရန်သူဟာသူတို့ထက်လူဦးရေများခဲ့တာကြောင့်ကွာရဲရိုအဖွဲ့ကထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါရီးသူတို့ခီးဆက်နေတော့ကုတခုကိုတွေ့ရှိခဲ့ပြီးတော့ပုံဆောင်ဖို့အတွက်နေရာကောင်းဖြစ်လိမ့်မယ်လို့ထင်ခဲ့ကြပါရီး ကွာရဲရိုနဲ့ပိုလိုတို့ကတော့စောင့်ကြည့်ဖို့အတွက်အပြင်မှာနေခဲ့ကြပါလိမ့်မကြခင်မှာပဲရန်သူတွေပို့လာပြီးတော့နောက်ထဲတနက်ပစ်ပွဲတစ်ခုဖြစ်လာခဲ့ပါပြီသူတို့ကခုံလုံးဖို့အတွက်ကုထဲပြေးဝင်ခဲ့ကြပါလိမ့်ကွာရဲရိုနဲ့ပိုလိုတို့ကတော့အပြင်ကတနက်တန်တွေကိုကြားနေရပါလိမ့်ကွာရဲရိုဟာဘာဖြစ်နေတာလဲဆိုတော့ကိုကြည့်ဖို့အတွက်ကုအဝါကိုတိတ်စိတ်ကကြည့်ဖို့ကြိုးစားခဲ့ပါလိမ့်ကမကောင်းစွမ်းနေပဲတတိယတွားခဲ့တဲ့ပိုလိုဟာလက်မောင်းမှာတနက်ထိသွားခဲ့ပါလိမ့်ဒါပေမဲ့ကန်ကောင်ထောက်မှဆွမ်းနေပဲဒိုင်ယာဟာတိတ်ပြီးမပြင်းထန်ခဲ့ပါဘူး ွာရဲုံနဲ့ပုံလုံတို့ကသူတို့ရဲ့တငယ်ရှင်တွေအဆင်ပြေသလားဆိုတာကိုတိဖို့အတွက်အော်ခေါ်ခဲ့ကြပါရီသူတငယ်ရှင်၃ယောက်စီကနေတုံ့ပြန်မှုလုံးဝမရတော့ကွာရဲရိုစိတ်ပူလာခဲ့ပါရီမကြခင်ကွန်ဘိုနဲ့သူတို့တို့ကတနက်ပြစ်ခတ်တဲ့ပွဲမှာထိခတ်တဲ့ရန်ရသွားတဲ့တမ်းနဲ့အတူရောက်လာခဲ့ပါရီကွန်ဘိုကပုံလုံရဲ့တရားကိုအဝတ်နဲ့အမြန်ဆုံးစီးပေးခဲ့ပါရီအဲ့ဒီနောက်သူဟာတမ်းရဲ့ဘားပြင်ကပြင်းထန်တဲ့တရားကိုကုတမှုပြုလုပ်ပေးခဲ့ပါရီကွာရဲရိုဟာရန်သူတွေကသူတို့ကိုချီးအားခံနေနိုင်တယ်လို့တတိထားမိတဲ့အခါမှာတော့ဖုန်းအလုံးကိုစုစည်းလိုက်ပြီး အနောက်မှာထားရခဲ့ပါရင်တစ်ဖက်မှာဆိုတော့ဂျိုးဆပ်ဖိုစီသူ့ရဲ့လူတယောက်လာပြီးတော့အထူးတပ်ဖွဲ့ကဒရက်လူအလုံးကိုရှင်းပြလိုက်ပြီလို့ပြောခဲ့ပါရင်ဂျိုးဆပ်ဖိုဟာဖြစ်အဖြစ်ပေါ်ရနေရကိုအများဆုံးသွားပြီးတော့သူ့လူရဲ့အလောင်းတွေပုံလျက်ရှိနေတာကိုတွေ့ခဲ့ပါရင်အဲ့ဒီအခါမှာသူကအထူးတပ်ဖွဲ့တွေကိုလိုက်ဖို့အတွက်သူ့ရဲ့အဖွဲ့ကိုစီကိုင်းခဲ့ပါရင်တစ်ချိန်တည်းမှာပဲကွန်ဘိုဟာပူယိုနဲ့တန်တို့ဘလူနေကြတလဲဆိုကိုကြည့်ဖို့စစ်ဆေးပါရင်သူကကွာရဲရိုကိုတန့်မြက်ဒိုင်းဟာပိုးဝင်နေပြီးအခြေအနေမကောင်းဘူးလို့ပြောပါရင် ရုတ်တရက်ကွာရဲတို့ကကျိုးရဖုန်းထဲကနေကကွယ်ဝင်ကြီးနဲ့တွေ့ဆုံမှုဗီဒီယိုကိုရရှိခဲ့ပြီးတော့အရေးကြီးတဲ့လူတယောက်ဟာသူတို့ကိုတစ်ဆာဖောက်တဲ့အတွက်သူတို့အန်ဒီရဲ့ထဲရောက်နေတယ်လို့ပြောခဲ့ပါရီးဒီလိုနဲ့သူတို့ဟာစစ်စခန်းစီကိုဆက်ပြီးသွားကြပါရီးလမ်းတစ်လျှောက်မှာသူတို့ကဂျိုဆက်တိုရဲ့လူတွေပုံနေတဲ့အိမ်တလုံးကိုလည်းတွေ့ရှိခဲ့ပါရီးကွာရဲတို့ကဝင်ပြီးတော့ထောက်ပံ့ပစ္စည်းတွေနဲ့ကြီးစံနေရှိမရှိစစ်ဖို့ဆုံးဖြတ်ပါရီးသူတို့ကအဲ့ဒီမှာလူစုဝေးကိုလွလွဲကူပဲရှင်းလင်းနိုင်ခဲ့ပါရီးအခန်းတစ်ခုအထဲမှာအမျိုးသမီးတယောက်ငြိမ်ပန်းနှိမ့်ဆက်ခံနေရတာကို ကြားခဲ့ရတဲ့အတွက်ကွာရဲတို့ကတခါဖောက်ဝင်ခဲ့ပြီးလူစီယာနဲ့ကာလာတို့ဖမ်းဆီးခံထားရတာကိုတွေ့ရပါတယ်။ကာလာကကွာရဲတို့ကိုချက်ချင်းပဲဖက်ခဲ့ပြီးတော့ကွန်ဘိုကသူတို့ရဲ့အခြေအနေဘလို့ရှိတယ်လဲဆိုတာကိုစစ်ဆေးခဲ့ပါတယ်။ကွန်ဘိုကစစ်သားတယောက်တာမဟုတ်ဘဲနဲ့ဆရာဝန်တယောက်လည်းဖြစ်နေတာပေါ်လာခဲ့ပါလိမ့်ကျိုးဆက်ဖို့ရဲ့တတ်တဲ့ရောက်လာတော့မှဖြစ်လို့ကွာရဲတို့နဲ့သူ့ရဲ့အပေါင်းဖော်တွေဟာကြီးစံတဲ့ထောက်ပံ့ပစ္စည်းတွေကိုအမြန်ဆုံးယူခဲ့ကြပါလိမ့်မောပန်းနေတဲ့တူတို့ကဒီအခြေအနေတွေကတခါတလေ ူကိုစစ်တပ်ကနေထွက်ဖို့အတွက်စဉ်စားစီတယ်လို့ပြောခဲ့ပါလိမ့်ဒါပေမဲ့တချိန်တည်းမှာပဲဒါဟာသူ့ကိုစစ်တပ်ဘဝဆက်လက်ရည်တည်ဖို့အတွက်တွန်းအားတစ်ခုဖြစ်စီပြန်ပါလိမ့်မထွက်ခွာခင်မှာလုံချွေးအတွက်စစ်စခန်းကိုတွားတဲ့ခရီးစဉ်အတွင်းလူစီယာနဲ့ကာလာတို့ကိုကြီးကအင်ကြီးဝေးပြီးခဲ့ပါလိမ့်အင်ကနေထွက်ပြီးမကြခင်မှာပဲရန်သူတွေပေါ်လာပြီးတော့သူတို့ကိုစတင်ပြစ်တော့ပါလိမ့်ဂျိုဇဖိုနဲ့သူ့ရဲ့အဖွဲ့ကနေရာတိုင်းကိုဝိုင်းထားခဲ့ပါလိမ့်သူတို့အင်ကိုအမြန်ဆုံးပြန်ခဲ့ကြပြီးမဲ့ပိုလိုကနောက်တစ်ခါထိတွားခဲ့ပါလိမ့် တူရိုဟာလမ်းလျှောက်ရခက်နေတဲ့ပိုလို့ကိုအမြန်ဆုံးပင့်ရှီခဲ့ပြီးတော့တစ်ချိန်တည်းမှာပဲလူစီယာနဲ့ကာလိုတို့လုံခြုံမှုရှိအောင်တေချာလုပ်ခဲ့ပါလိမ့်။ဒန်ယာရထားပေမဲ့လည်းပိုလို့ကတော့တိကျအမှန်ကန်စွာပြစ်ခတ်နိုင်စေပဲဖြစ်ပြီးတော့ရန်သူတချို့ကိုဖယ်ရှားခဲ့ပါလိမ့်။ဒါပေမဲ့ကျူဆဖိုနဲ့သူ့ရဲ့လူတွေကအင်ကိုဆက်လက်ပြစ်ခတ်ခဲ့ပြီးတော့နောက်ဆုံးမှာအထူးတပ်ဖွဲ့ကိုကြော်လွားသွားခဲ့ပါလိမ့်။ကွန်ဘိုကမတူညီတဲ့တောင်းတခုကနေရန်သူကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတချို့ကိုအနိုင်ယူခဲ့ပါလိမ့်။ပိုလို့ကနာကျင်မှုကြောင့်လဲကျသွားခဲ့ပါပြီ။ သူတို့ဟာသူ့ကိုကူညီဖို့ရောက်လာခဲ့ပြီးတော့ကွန်ဘိုကိုအကူအညီယူဖို့ခေါ်ခဲ့ပါရင်းကွန်ဘိုကလည်းအမြန်ဆုံးဆိုသူတို့ရောက်လာပြီးတမ်ကိုသူတို့အားကာကွယ်ပေးဖို့ပြောခဲ့ပါရင်းတခြားတစ်ဖက်မှာဂျူဆဖိုကသူ့ရဲ့လူတွေကိုမျက်စီသွားတဲ့အိမ်ရဲ့လိုဝက်ထွက်ပေါက်အကြောင်းပြောပြခဲ့ပါရင်းသူတို့အလုံးကွာရဲရိုနဲ့သူ့ရဲ့အဖွဲ့ကိုအန်အောစီမဲ့တိုက်ခိုက်မှုလုပ်နိုင်ဖို့ရည်ပြွန်စီတန်းသွားခဲ့ကြပါရင်းဒီအချိန်တစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့တဲ့လူစီယာနဲ့ကာလာတို့ကအထူးတပ်ဖွဲ့ကိုကူညီရှင်ခဲ့ကြပါရင်းဘာကြောင့်လဲဆိုတော့သူတို့ကအဆုံးဆုံးတော့အချိန်ဒီမှာရှိနေကြလို့ပါ ကွာရဲတို့ဟာသူတို့ကိုတနက်သုံးနီအမြန်ဆုံးပြသပြီးတော့နေရာချထားဖို့အစဉ်သင့်ဖြစ်အောင်ပြောခဲ့ပါတယ်ဂျိုဆာဖိုရဲ့အဖွဲ့ကနေအံကိုဖောက်ဝင်နိုင်တဲ့လက်နက်ကြီးတွေယူလာတာဖြစ်တဲ့အတွက်ကွာရဲတို့နဲ့သူ့ရဲ့အဖွဲ့ကခိုလုံရနေရာအမြန်ဆုံးရှာခဲ့ကြပါတယ်ရန်သူတွေဟာအင်ကိုစတင်ပစ်ခဲ့ပေမဲ့ကန့်ကောက်စွာနဲ့ပဲကြီးစံတွေကကွာရဲတို့နဲ့သူ့ရဲ့အဖွဲ့ကိုမထိပါဘူးတနက်ကြီးတွေကကြီးစံကုန်သွားပြီးထပ်ပြစ်ဖို့လိုအပ်လာတဲ့အခါမှာကွာရဲတို့နဲ့သူ့ရဲ့အဖွဲ့ကဂျိုဆာဖိုစီလက်ပစ်ပုံးတွေပစ်ပြီးတော့ပြန်လည်တိုက်ခိုက်ကြပါတယ် ဝန်နေဖို့ကောင်းစွာနေပဲအဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာတမ်ကတနတ်ထိခဲ့ပါရီကျူဆော်ဖိုရဲ့လူတရားအရင်ထဲတိတ်တဆိတ်ကိုဝင်လာပြီးတော့တိုရိုကသူ့နဲ့ချက်ချင်းတိုက်ခိုက်ခဲ့ပါရီဒါပေမဲ့တိုရိုဟာတတိမထားမိလို့ဓာတ်ထုတ်ခံခဲ့ပါရီပိုလိုကအဖြစ်ပြက်ကိုမြင်ပြီးတော့အဲ့ဒီလူကိုချက်ချင်းပဲပြစ်တတ်ပါရီကွာလဲရိုကသူ့အဖွဲအစင်ပြေလားစွာကိုတေချာစီခဲ့ပါရီတမ်ကသူ့စီမှာကြီးစံနေပါနေပြီလို့ပြောပြခဲ့ပါရီကာလာကတမ်ကိုကြီးစံထပ်ပြေးလိုက်ပြီးတော့သူ့အရင်နဲ့ရရနေတာကိုတွေ့ရလို့ အံ့အားတင်သွားခဲ့ပါပြီမကြခင်ဂျိုးဆဖိုရဲ့အဖွဲကအင်တဲကိုရောက်လာခဲ့ပြီးတော့နောက်ထပ်ပြစ်ခတ်မှုတစ်ခုဖြစ်ပွားပြန်ပါလိမ့်လက်ပြပုံရှိတဲ့တမ်ကကာလာကိုအဲ့ဒီနေရာကနေထွက်ခွာဖို့အများဆုံးပြောခဲ့ပေမဲ့နောက်ဆုံးမှာတော့သူကဂျိုးဆဖိုရဲ့လူအလုံးနဲ့အတူသူ့ကိုယ်တူဖောက်ခွဲပြပါလိမ့်ပောက်ခွဲမှုအပြီးမှာကွာရဲရိုကစစ်ဆေးခဲ့ပြီးတော့ကွန်မိုဟာတည်ဆုံသွားခဲ့တဲ့တန့်ကိုမြင်လဲရလို့စိတ်သက်ကြသွားခဲ့ပါလိမ့်။ကွာရဲရိုကသူ့ရဲ့အကောင်ဆုံးသင်ငယ်ချင်းတည်ဆုံသွားတာကိုမြင်ပြန်တော့အဖွဲကိုဂျိုရဲ့ရန်သူအားချက်ချင်းတိုက်ခိုက်ဖို့ပြောခဲ့ပါလိမ့်။ ဒါပေမဲ့ပိုယိုကတတိမပေးခဲ့လို့တတိယအကြိမ်ထိခိုက်ဒဏ်ရာရသွားခဲ့ပါလိမ့်ကွန်မိုဟာပိုလိုကိုကူညီဖို့အပြေးသွားခဲ့ပေမဲ့ဂျီဆန်ကသူ့ရဲ့လက်ရင်းကိုထိခဲ့ပြီးပိုလိုအတက်မရှင်တော့ပေါင်းတယောက်တည်းဖြစ်နေခဲ့တဲ့ဂျူဇက်ဖိုကအရှုံးပေးဖို့နဲ့သူ့ရဲ့လက်နက်ကိုချက်ရင်ချဖို့ဆုံးဖြတ်ခဲ့ပါလိမ့်ဂျူဇက်ဖိုရဲ့အစီအီပြောဆိုမှုကိုကြားတဲ့အခါမှာတော့ကွန်ဘိုကသူ့ကိုချက်ချင်းပဲရှင်းပြရှင်းခဲ့ပေမဲ့ကွာရဲရိုကတားဆီးခဲ့ပါလိမ့်ကွာရဲရိုဟာသူတို့ကဂုံတိကရှိတဲ့အထူးတပ်ဖွဲ့ဖြစ်ပြီးတော့ ျိုးဆဖ်ဖိုနဲ့မြတ်တအောင်တိုက်ခိုက်ရှင်တယ်လို့ပြောခဲ့ပါတယ်။အစပိုင်းမှာကျိုးဆဖ်ဖိုကရှုံးနေခဲ့ပေမဲ့ကွာရဲတို့အရင်မောပန်းနေခဲ့တာကြောင့်သူပြန်ပြီးတော့တိုက်ခိုက်နိုင်ခဲ့ပါတယ်။ကျိုးဆဖ်ဖိုဟာဓာတ်တချောင်းထုတ်ပြီးကွာရဲတို့ကိုထိုးနိုင်ခဲ့ပါတယ်။ကွာရဲတို့ကကျိုးဆဖ်ဖိုရဲ့ဓာတ်နဲ့ပြန်ထိုးနိုင်တဲ့အထိတိုက်ခိုက်မှုကိုဆက်လက်ခုခံခဲ့ပါတယ်။ဘလို့ပဲဖြစ်ကျိုးဆဖ်ဖိုဟာဆက်လက်ရုန်းကန်ပြီးတော့ကွာရဲတို့ကိုတုံဆိုင်စေနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာကွာရဲတို့ကတိုက်ပွဲကိုအနိုင်ရသွားခဲ့ပါတယ်။ ဥပဒေကသူ့ရဲ့တာဝန်ကိုလုံဆောင်စေမဲ့အစားဂျိုဆာဖို့ကိုသူကအဆုံးမတတ်ခဲ့ပါဘူးမကြခင်မှာပဲအကူအညီတွေနောက်ဆုံးတော့ရောက်လာခဲ့ပါပြီကွာရဲရိုဟာသူ့တငယ်ရှင်တွေရောက်ဆုံးရှုံးခဲ့ရပေမဲ့လည်းအလုပ်ကိုအောင်မြင်စွာလုံဆောင်နိုင်ခဲ့ပါသည်သူတို့ထွက်ခွာနေတဲ့အချိန်သူ့ရဲ့ကြာရှုံးတွားခဲ့တဲ့မိတ်ဆွေတွေအတွက်မျက်ရည်တွေကိုတားဆီးနေနေပဲကွာရဲရိုကလူကောင်းတွေကဘာမှမလုပ်ဘူးဆိုရင်မကောင်းစွာတွေကဆက်လက်ပြီးအနိုင်ရရှိနေမှာပါလို့ပြောခဲ့ပါသည်ကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ